မျိုးတွေကောင်းတော့နည်းနည်းခင်ပါဗျဒီနေ့က27ရက်ဆယ်လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျမင်္ဂလာရှိတော်နေ့ရက်ဒီတနည်းအားဖြင့်မင်္ဂလာရှိတဲ့နေ့ရက်ဒီတိုင်းဖြစ်နေတယ်ဆိုရင်လည်းမမပါဘူးဗျဦးဇင်းတို့မြန်မာနိုင်ငံကြီးဟာအဖြစ်ဖြစ်နေလဲ ပို့ပြီးပို့ပြီးมาပဲမြန်မာနိုင်ငံကြီးဟာမင်္ဂလာရှိလာมาဖြစ်ပါရဲ့ဖွံ့ဖြိုးမှုတွေရှိလာมาဖြစ်တယ်လို့ဒါငြိမ်းချမ်းမှုတွေရဲ့အတီးအပွင့်နေလဲเนาะပိုဝေစားစားအတီးတွေလဲတီးလာမယ်ပွင့်လာမယ်ဖြစ်ပါလိမ့်ဗျာเนาะဘာကြောင့်ဒီလိုပေါ့ကတော့တက်ပြောနိုင်ရတာလဲဆိုလို့ရှိရင်အကျန်းဖက်တီးရဲ့နောက်ဆုံးညီကောင်ဟာပြည်သူတွေရဲ့ချိန်စာတွေ ပြည်သူတွေရဲ့မေတ္တာတရားတွေကိုစုရလို့ပဲပြောရမယ်လို့ပဲသုံးတတ်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်အစဒီသူတို့ပြောတဲ့ຫນွေယူဒေါ်လာကြီးပေါ့နော်။ຫນွေယူဒေါ်ຫນွေຫນွေယူဒေါ်လာကြီးလားຫນွေဦးဒေါ်လာကြီးလားတော့မတည်ဘူးပေါ့။ပြည်သူတွေကိုသူတို့တွေစီးအောင်တာအောင်မြင်ခဲ့တယ်လို့ပဲပြောရမှာပြည်သူတွေကိုစီးအောင်တာအောင်မြင်ခဲ့တယ်။ပြည်သူတွေစီကသူတို့တွေခွက်ခေါက်ခဲ့တာလဲတော်တော်များများအဆင်ပြေခဲ့တယ်ဘဝတော်တချို့ဆိုရင်ထောက်ပို့တွေဆိုရင် ဘဝကြီးပြောင်းလဲသွားတယ်တချို့ PDF တွေဆိုလို့ရှိရင်လည်းတော်တော်ကြီးပြောင်းလဲသွားတယ်သူကဘယ်လောက်ထိပြောင်းလဲလဲဆိုရင်ဟောမိမတောင်းလာတော့မှရွှေငါးဘိတ်တာနဲ့တင်တောင်းတဲ့အနေထားတစ်ခုထိဖြစ်သွားတယ်ဗျာနော်အရွှေငါးဘိတ်တာနဲ့တင်တောင်းတဲ့ဆိုတဲ့ကောင်တွေကလည်းတစ်ချိန်ကကြီးလာအောင်ဘာရက်ွက်ထဲမှာရွာထဲမှာဘာအချိန်မြင့်မှမရှိကလေးကချေဘသူမှလူပြမတွင်းတဲ့ကောင်တွေ ဒီတို့ဒေါ်လာရေးကောင်းတာပတ်ခါပါတို့ပါပါတို့ဒေါ်တော်မမမပေါ် PDF တို့ CIPH ရေအယူဒေါ်တော်မမလက်ရောက်ခံနေအဖွဲ့အစည်းဒေါ်တော်မမခေါင်းဆောင်တွေကိုကြည့်လိုက်ပါတကယ်ကိုအခြေမြင့်မရှိတဲ့ကလေးကချေအောင်ကြားငယ်ပေါ့ဘာလောက်ไก่မှမရှိတဲ့လူရအတွင်းမခံရတဲ့ရက်ကိုထဲမှနေရတူတွေကဘူတူတို့ကတော့ ANG လက်ရောက်ခံပေါ့ PDF တွေရောပတ်ခါပါတွေရောပါအဖာတွေရောစုံနေရပဲအဖွဲ့ပဲသူတို့တွေကခေါင်းဆောင်တွေဖြစ်လို့ခေါင်းဆောင်တွေဖြစ်ပြီးမှတကယ်ဆရာဆရာကြီးတွေပေါ့ဗျာပြူတွေပေါ့ကိုသူတို့ပြည်တွေပေါ့တရားအနိုင်ကျင့်တဲ့ အနေထားတခုဒါတွေကိုလည်းပြည်သူအများစုကတဘောပေါက်နားလဲလာကြပြီတိလာကြပြီဖြစ်ပဲပဲเนาะနည်းနည်းတော့ပြည်သူတွေနည်းနည်းအကြည့်တော့နည်းနည်းနောက်ကျတာပေါ့ဗျာဒါလည်းဘယ်လိုပဲပြောပြောဘယ်လိုပဲနောက်ကျအတီတရားဝင်လာတဲ့ဆိုရင်ကိုဒါမဆိုးပြောရမှာပါပဲเนาะအတီတရားနောက်မကြဘူးအတီတရားလည်းအခုထိမတီသေးဘူးဆိုရင်တော့ခံရပေါ့ပဲပြောရမှာပဲเนาะအဲ့တော့ဘာပြောပြောထိုင်းနိုင်ငံမှာဆိုရင်လည်းကြည်သူတို့ထောက်ဖို့အခြေအနေတူတို့အဖွဲ့အခြေအနေတွေ ဒါခွက်ခေါက်ထားတွေရောဟိုဟာတွေရောဟုတ်လားဟောင်စီလို့ဆိုရင်ကြည့်ဟောင်စီလို့ဆိုရင်ခမတော့ဟောင်စီကိုတဲ့ဒီမြန်မာနိုင်ငံဖမ်းမှုလားမတော့ဟောင်စီကမြန်မာနိုင်ငံလည်းဖမ်းเสียရမလို့တလို့ဘသူကမှလည်းဟောင်စီကသူတို့ချင်းချင်းရိုက်တက်လို့သေးမှာနော်သူတို့ချင်းချင်းလောက်ကြံလို့သေးမယ်သူတို့ချင်းချင်းရိုက်တက်လို့သေးမယ်အဲ့ဒါကမယုံရင်ဒါကမယုံရင်ကြည်ထားပါဗျာနော်မယုံရင်ကြည်ထားနော်။အောင်စီကနောက်ဆုံးသူ့ရဲ့ဘဝညီကိုသူ့ရဲ့ဘဝဘယ်လိုညီကိုချုပ်မလဲသူဘယ်လို ဇာတိန်ဓာဇာတိန်ထွားမလဲဆိုတာကိုဒါဥစဉ်တေချာပြောရဲနေပဲတေချာပြောတယ်เนาะအခုလဲဟောင်စီကအိတ်ကောင်းညမေရအောင်နေကောင်းညမနေရအောင်เนาะလူလူချင်းချင်းနေတာလာလိုက်မယ်မကြခင်เนาะမကြခင်လာလိုက်မယ်သူထိုင်းနိုင်ငံကဘန်ကောက်မှာဖန်ခံရတယ်ကြီးလိုက်လူပေါင်း၁၀၀ကျော်ကဒါလူလူပြောကားတွေမกินဘူးခုရဲမင်းတို့ပြောကားတွေမกินဘူးဒါလိုအပ်တဲ့ပတ်စံကိုလူလူတွေတယောက်ကို80 100တောင်းတယ်မြန်မာနိုင်ငံကစသွားတယ်ပဲ80 100ဘယ်တော့စပေးနိုင်မလဲ ရှစ်ဆက်တရားမပေးနိုင်တော့သူတို့တွေကတခါတည်းဗန်ကောက်မြို့ထဲရောက်တဲ့အခါမှာသူတို့လက်တို့လိုက်ပုံကြပါတယ်ဖမ်းခံလိုက်ရတဲ့ဒီလူတွေကဘယ်လဲအနေလာလဲဘယ်လဲအနေသွားရလဲဒီတရားကျော်ကြီးကဘယ်နာမှာနေရလဲခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာနော်စဉ်းစားကြည့်ပေါ့ဒါလေးကိုလေဒါပြည်သူများတည်အောင်ဗန်ကောက်မှာရှိတဲ့အလုံးနော်ဗန်ကောက်လူတို့မရတည်အောင်သူတို့တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရင်ပေးနိုင်မပေးနိုင်ရင်တော့ဒီလိုပဲရဲဖန်ခိုင်းမှာပဲနော်လက်တို့မှာပဲနော် ဘလိုပဲဖြစ်ဖြစ်လက်တို့မှာပဲအာရဲမင်းကထိုင်းနိုင်ငံအလိုရှိနေတဲ့သူတယောက်လေဘာဖြစ်လို့ဖုံးတစ်လုံးနဲ့လွတ်လွတ်လပ်ရတယ်အများကြီးပဲထိုင်းနိုင်ငံတချို့ရဲတွေကလည်းမြန်မာနိုင်ငံထဲတော့ဆိုးရရပဲကြာနော်ရဲတွေများသူကလည်းဟုတ်လားခင်ဗျားတို့ဒီကော်တောက်နိုင်ဟိုဘက်ကိုကူးလိုက်ကူးလို့ရှိလို့ရေဟိုဘက်ကဖခင်ပတ်စံနဲ့ယူရတာပဲငโกကလေးကဒါတွေကနော်ငโกကလေးကငโกကလေးကဒါလေးကိုလည်းထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေ ဒါအသိကိုလိုအပ်တယ်နော်နောက်ပြီးတော့ဒီချက်ကတို့တို့ကခမဆင်းနေရှိပြီးတာရလားဆင်းနေရှိပြီးတာဘသူကဘယ်လောက်ထောက်ပန်းနေဘသူကဘယ်လောက်ထောက်ပန်းနေဘသူကဘယ်လောက်လှူလဲဆိုတော့ဆင်းလေးတွေလည်းလှုပ်ထားပြီးတာအဲ့ဒါအဲ့ဆင်းလေးတွေကဘာကြောင့်လှုပ်ထားလဲဆိုလို့ရှိရင်တို့တို့တွေကဆင်းအတိအကျတိကျလို့ဆင်းရဲ့အတိအကျပြကြလို့လှုပ်ထားမဟုတ်ဘူးနော်ခင်ဗျားတို့နောက်တစ်ခါလာစေပုံမှန်လူခိုင်းလို့မလူဘူးဆိုလို့ရှိရင်အဲ့ဆင်းနေတဲ့အတွက်လိုင်းပုံမှန်ချပြပါအဲ့လိုလိုင်းပုံမှန်မြန်မာနိုင်ငံအစိုးရအတိမတိလို့ရှိရင်အဲ့ဒါတွေအကြမ်းဖက်ဆင်းနေတဲ့ထောက်ပို့ဆင်းနေတဲ့ အကုန်လုံးမှတ်လိုက်မယ်အခုတဖြည်းဖြည်းနဲ့လာလိုက်မယ်နော်ဘောက်ဘူတွေကျန်းဖက်တွေရထောက်ပတ်မှုတွေမြန်မာတွေကတဖြည်းဖြည်းနဲ့နိုင်ငံတွေကပူပေါက်ပြီးမှလာလိုက်မယ်နော်လာလိုက်မယ်အဲ့တော့ဘာလို့လဲငစီတို့မြန်မာနိုင်ငံကိုအဲ့မြန်မာနိုင်ငံမှာထမင်းကုန်တယ်လေဗျာနော်ငစီတို့ဒါတော်တော်များများတော်တော်များများရှိပါတယ်ထောက်ဖို့စည်ရင်းတွေကဦးစင်းတို့လည်းဖတ်ခဲ့ရည်နော်စည်ရင်းတွေတီးခဲ့ရည်အဘလို့လူတို့ချင်းချင်းဘလို့ညီကုန်းချုံမလဲဘလို့လုံမလဲဆိုတော့ဦးသိန်းတို့ကစောင့်ကြည့်ရပဲပွဲကြည့်ပြည့်တဲ့အနေထားတစ်ခုပါပဲเนาะဒါဟောင်စီတို့ရဲ့ ဒါခိုးမှုတွေအခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပေါ်လာပြီးအောင်စီတို့ရဲ့မတရားမှုတွေအောင်စီတို့ရဲ့ဟောလာဒေါ်လာရေးဗန်မာငဇွဲတို့ကိုယ်တိုင်ပြောလာရောငဇွဲတို့ကိုယ်တိုင်ပြောလာအကုန်လုံးဟုတ်လားချင်းချင်းဟိုငဇွဲတို့ကလည်းဟိုမှာတိုက်မဲ့ဘာညာတော့ဖိလိုက်လို့ရှိရင်ဘလို့ချမဲ့ညာလို့ချမဲ့ဆိုရင်မှဟောတကယ်လဲဟိုမှာချစ်သမီးဟောသူတို့လေးကိုကြော်လာဘာကြော်လဲနေရာရဲလိမ့်လိုက်တော့ခါလေးကိုမဲဆောက်ရောက်တော့လာပဲဟိုဘက်ကရောက်တော့ငယ်ငယ်ရဲငယ်ရဲငယ်ရဲမင်းလဲဒီတိုင်မဲ့ ရင်းမရလဲလေပဲတကယ်တနက်လောင်တစ်ချက်မဖောက်လိုက်ဘူးတခါတန့်ပြည်တာလစ်တာပဲနော်နောက်ကြတဲ့ခြေတော်တစ္ဆာပေါင်း900တော့ပြည့်ပြီကွာဆိုပြီးမှဒလူလေးရများတာပဲအကုန်လုံးဟုတ်လားဒါတော်လိုင်းရေးလာတော်လိုင်းရေးမဟုတ်ဘူးနော်တော်လိုင်းရေးကိုဟန်ပြပဲယူနီဖောင်းကိုပြီးမှဟန်ပြလှုပ်စားနေတကယ်တိုက်တဲ့ PDF တွေရောတကယ်သေရတာပေါ့ဗျတကယ်ချတဲ့ PDF တွေရောတကယ်သေရတာပေါ့အုံနောက်မရှိတဲ့ PDF တွေခံဖို့အုံနောက်ရှိတဲ့လူတွေရောဆန်ဖို့ဒါပဲရှိတာနော်ဒါပဲရှိရဒါပဲရှိရဒါလည်းဟဲ့ တော်တော်များများတည်ဖို့လိုတယ်နော် PDF ညီလေးတွေ PDF တွေအကုန်လုံးတည်ဖို့တည်ဖို့လိုတယ်တကယ်ပြောင်းလဲသွားတကယ်ပြောင်းလဲသွားတာကဘဝကြီးကိုပြောင်းလဲသွားတာက PDF တွေမဟုတ်ဘူးထောက်ဖို့တွေပြောင်းလဲသွားတယ် PDF တွေချိုးကောင်းဆောင်တွေပြောင်းလဲသွားတယ်ရမင်းတို့အုပ်စုတွေပြောင်းလဲသွားတယ်ငဇွဲတို့အုပ်စုတွေပြောင်းလဲသွားတယ်တော်တော်များများတော်တော်များများပြောင်းလဲသွားတော့လိုင်းရဲ့အကြောင်းပြောပြီးမှအရာဖြစ်ပြောင်းဆောင်ပြီးမှတော်လိုင်းရဲ့အလက်ကြထွက်သွားတယ်ဒါပါပဲအဓိကတော့နော် အဲ့တော့မြန်မာနိုင်ငံကြီးရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုကိုလိုလားတဲ့ဆိုရင်တော့မြန်မာနိုင်ငံမှာချုပ်ပြည်သူချိုးပြည်သူတွေရှိကြပါလေအတီတရားတော်များများရှိလာကြတယ်ပို့ပြီးမှအတီတရားတွေရှိလာကြပါငြိမ်းချမ်းအပွင့်တွေငြိမ်းချမ်းအသီးတွေစားကျင်တယ်အေးရရနေကျင်တယ်ဆိုရင်တော့နော် အတီတရားတွေများများရှိကြပါကို့ပတ်ဝန်းကျင်မှာငြိမ်းချမ်းအသီးတွေငြိမ်းချမ်းပန်းတွေကိုလက်ဆင့်ကမ်းကြပါလို့ဦးစင်းကတော့ပြောချင်ပါတယ်အားလုံးတော်ပါပဲဗျာ